ားလုံးပဲမင်္ဂလာပါရှင်။ C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့ကျွန်မဖတ်ပြပေးမှာကတော့စာရေးဆရာမ Delphin Shrin ရေးသားထားတဲ့ The Revel of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတယ်။ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့သမိုင်းနောက်ခံဝိတ္ထုစာအုပ်လေးထဲကအခန်းလေးဘဘ အပိုင်း၄ပဲဖြစ်ပါလေရှင်ဒီအပိုင်း၄မှာလေဘဘရဲ့ရင်နှင်းစရာ နာကျင်စရာတွေကိုထပ်တူခံစားနိုင်ဖို့လိုက်ပါစီမျောကြပါအောင်စုနော် ောက်နံပါတ်တစ်ခုထပ်ယူဖို့ဆိုတာသူ့အတွက်တော့အဓိပ္ပာယ်မရှိပါဘူး။မှတ်ပုံတင်ကိုတရားဝင်လျှောက်ထားမယ်ဆိုရင်အဆင့်တိုင်းမှာလက်ပေးရတဲ့စနစ်ကြီးကိုဖျက်ဆီးရပါတယ်။တချို့ကမှတ်ပုံတင်လောက်ရလွယ်တဲ့နေဆက်ဒေသတွေမှာတော့လောက်ကြတယ်။တချို့ကအလွတ်တန်းပွဲစားတွေကိုပိုက်ဆံတွေ ပုံပေးပြီးလောက်ကြတယ်။ရိုးရိုးတန်တန်မှတ်ပုံတင်လျှောက်ထားသူတွေကတော့အရာရှိတွေကို လက်ဖက်ရည်ဘူးဆိုတဲ့လက်မထိုးလို့ကတော့နှစ်ပေါင်းများစွာစောင့်ဆန်းရပါလိမ့်မယ်။ထူးထူးဆန်းဆန်းမှတ်ပုံတင်လို့ရအလွယ်ဆုံးအချိန်တစ်ချိန်ရှိခဲ့ဘူးပါတယ်။အဲ့ဒီအချိန်ကတော့2008ခုနှစ်မေလ10ရက်နေ့မှာကျင်းပမဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှိကက်လာနေတဲ့အချိန်ဖြစ်ပါတယ်။ စန္ဒခံယူပွဲမှာမှတ်ပုံတင်ပါမှမဲထဲရမှာဆိုတော့မဲထဲတဲ့သူ များစီခြင်းလို့နေရာဒေတာအတီးတီးမှာမှတ်ပုံတင်တွေကိုအထက်အမိတ်အရာလှုပ်ပေးတာမှုပါဒေါအောင်စန်းစုကြည်ရဲ့ရုပ်သေးစရာလို့ရှုံချခံထားရသူတယောက်အဖို့နောက်ထပ်မှတ်ပုံတင်တစ်ခုထပ်လှုပ်ဖို့ဆိုတာစိတ်ကူးရင်အိမ်မက်မက်နေတာပဲဖြစ်ပါလိမ့်မယ်သူကရုပ်သေးစရာလို့ဆွဆွဲတာနဲ့ပတ်သက်လို့ ူ့အနေနဲ့ခုခံညှင်းဆန်မှုမလုပ်တဲ့အပြင် သဘောတောင်ကြပါသေးတယ်။ဒေါင်ဆန်းစုကြည်ဟာသူမရဲ့အဖေလိုခေါင်းမာသူတူဖြစ်လေတော့သူမရဲ့ရုပ်သေးစရာ ဖြစ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာကိုဒေါင်ဆန်းစုကြည်ဟာသူ့ထက်15နှစ်လောက်ပိုငယ်လေတော့သူက သူမရဲ့ရှိမှရဲရဲရင်ရင်ရက်ပြီးညှင်းခုန်စရာရှိတာတွေကိုအထောက်အထားရှိရှိ စင်စာတွေးခေါ်မှုရှိရှိနဲ့ညင်းခုန်တတ်ပါတယ်။အဲ့ဒီညင်းခုန်မှုတွေဟာ သူမအတွက်လိုအပ်တာမို့ဦးဝင်းတင်ရဲ့စိတ်ကိုဆရာတင်တာဖြစ်ပါတယ်။သူမမှတ်ပုံတင်မရှိတဲ့အတွက် အပေါင်ဆိုင်မှာပစ္စည်းသွားပေါင်လို့မရသလိုမဲပေးခွင့်လည်းမရှိပါဘူး။အဲ့ဒီအချက်တွေ လောက်နေတော့မှတ်ပုံတင်ရဖို့အတင်းအကျပ်တောင်းဆိုတာမျိုးလုပ်ဖို့သူမစဉ်းစားပါဘူး။ မှတ်ပုံတင်မရှိလို့ဆုံးရှုံးသွားတဲ့နောက်အခွင့်အရေးတစ်ခုကတော့ရန်ကုန်အပြင်ဖက်ဘယ်ခီးမှထွက်လို့မရတာဖြစ်ပါတယ်။ထွက်ရင်လဲနောက်ကနေတကောက်ကောက်လိုက်တာ ခန်းနေရမှာပါ။တိုင်းရင်သားလူနည်းစုပြည်နယ်တွေကအပြစ်အခက်ရက်စဲထားတဲ့ဇုံတွေကတော့သွားကြင်ရင်တောင်သွားဖို့မလွယ်ပါဘူး။ပြည်မကနေသွားမဲ့လူတွေကိုကန့်သက်ထားတဲ့နေရာတွေဖြစ်ပါတယ်။ သူ့ကိုဒုက္ခပေးခဲ့သမျှအားလုံးထဲမှာနောက်ဆုံးဒုက္ခပေးခြင်းဖြစ်တဲ့မှတ်ပုံတင်ကိစ္စကိုလှစ်လျူရှုထားလိုက်ခြင်းဟာ သူ့အတွက်အထိခိုက်ဆုံးဖြစ်ပါလေ။သူဟာနိုင်ငံရေးနယ်ပယ်သဲခြေစုံပစ်ပြီးမဝင်ခင်တုန်းကတောင်ကဘာပတ်နိုင်ခဲ့တဲ့အပြင်အလုံသမားတွေလဲသမားတွေတောင်တန်းဒေသလူမျိုးစုတွေစီတွားပြီးလူနေမှုဘဝတွေကိုလေ့လာနိုင်ခဲ့ပါသေးတယ်။ပြီးတော့ရှိပါသေးတယ် အဲ့ဒါကတော့မန္တလေးပါပဲမန္တလေးကို သူအရန်လွမ်းပါလေနေရောင်အမြဲထွန်းလင်းနေပြီးသဲကြောက်ဘဘူးလက်ရာတွေနဲ့မြို့ပါစကားကိုပြက်ပြက်ပြောတာပြောတတ်တဲ့မိန်းကလေးပြီးတလက်လက် တောက်ပနေတဲ့ကျုံနဲ့လူတယောက်ရဲ့နှလုံးသားကိုမရက်မနာဆွဲဆောင်နိုင်ဆွဲရှိတဲ့မြို့ပါ1981ခုနှစ်မှာနှစ်ကြိမ်တိုင်တိုင် တမျိုးလုံးနှီးပါမိလောင်သွားဘူးပါတယ်။ပြန်ဆောက်တော့အဆောက်အဦးတဝက်လောက်က တရုတ်စတိုင်တွေဖြစ်နေလေရဲ့။ပုံစံတွေကတော့တပြေးပြေးပြောင်းနေပါပြီ။ညောင်မုံစိတ်ပင်တွေဂျားတဲ့ကနေခတ်မိုင်းမိုင်းအယောင်တွေနဲ့တိုင်လုံးပုံအဆောက်အဦးတွေထိုးထိုးထောင်ထောင်ထွက်လာကြပါတယ်။ရွှေရောင်တောက်ပနေတဲ့မြို့ဟာမှိုင်းသွားပါတယ်။ စာပေအမှုပညာကိုအကြီးအကျယ်ချစ်မြတ်နိုးသူတဦးဖြစ်တဲ့ဦးဝင်းတင်ဟာမန္တလေးကိုတစ်ခေါက်လောက်ထပ်သွားပြီးဗမာရင်ကျေးမှုရဲ့နှလုံးခုန်တံကိုနားထောင်ချင်ပါသေးတယ်84လမ်းနဲ့33လမ်းထောင်းကခက်ချင်းချင်းစာအုပ်ဆိုင်လေးနောက်မှာလူရုစာပေတိုက်ရဲ့ရာစုနှစ်နဲ့ချီတက်တန်းရှိတဲ့ပုံနှိပ်ဆက်တွေရှိပါတယ်အခုအချိန်ထိ ပုံနှိပ်လို့ရနေသေးတဲ့ ခြေနင်းဆက်တွေဖြစ်ပါတယ်။ဘေးမှာတော့မီးဆက်တလုံးနဲ့ချိတ်ဆက်ထားတဲ့ထူးထူးဆန်းဆန်းထွင်ထားတဲ့စက္ကရိယာတစ်ခုရှိပါတယ်။အဲ့ဒီဆက်မှာပလိပြားတွေပေါ်ကမှင်တွေကိုစေးကြောပြတဲ့ကြောင်ပြားတွေတက်ဆင်ထားပြီးတကြုံကြုံတတိုင်းတိုင်းနဲ့လဲပတ်နေတာပါ။ဦးဝင်းတင်ဟာတက္ကတူကနေကျောင်းထွက်လာကားစကအဲ့ဒီစာပေတိုက်မှာခဏတစ်ဖြုတ်အလုတ်ဝင်လုပ်ခဲ့ဘူးပါတယ်။ ုံလွန်သွားကြပြီဖြစ်တဲ့အဲ့ဒီစာပေတိုက် ထူထောင်သူတွေလည်းဖြစ်နာမည်ကြီးစာရေးဆရာတွေလည်းဖြစ်တဲ့လူရုဦးလာနဲ့လူရုဒေါ်အမာတို့လက်အောက်မှာလှုပ်ခဲ့ရတာပါ သူတို့ရဲ့သွန်သင်ဆုံးမမှုတွေကိုအခုအချိန်အထိပဲ့တင်ထက် ကြားရောက်နေစေဖြစ်ပါတယ်ငငယ်တုန်းကစီးခဲ့ဘူးတဲ့ယထာစီးပြီးမန္တလေးကိုသွားဖို့ရမခက်ခဲပေမဲ့ဟိုရောက်ရင်ဘယ်တဲခုခန့် ဘယ်မိတ်ဆွေအိမ်ကသူ့ကိုလက်ခံရဲမှလဲတခြားလူတွေရဲ့အခွင့်အရေးတွေအတွက်သူကရှေ့ကနေပြောဆိုပေးခဲ့ပေမဲ့သူ့အတွက်ကြတော့ပြောပေးမဲ့လူမရှိတော့ဘူးလားဘာပဲဖြစ်ဖြစ်သူကတော့နောင်မှလဲအကျဉ်းထောင်ခန်းကျဉ်းကျဉ်းလေးထဲမှာနေခဲ့တဲ့အချိန်တွေတုန်းကအတိုင်းပြည်သူလူထုကြီးရဲ့နှလုံးခုန်တံကိုနားထောင်နေအောင်ပါ သူ့ရဲ့ကိုပိုင်ညာနဲ့မူလလက်ဟောင်းရှုမြင် သုံးသပ်မှုအတိုင်းပေါ့မှတ်ပုံတင်မရှိတဲ့အခါကျတော့ဥဝင်းတင်ဟာတခြားမှတ်ပုံတင်မရှိတဲ့လူတွေလိုပဲဝိညာဉ်တကောင်ဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့စစ်အုပ်စုဟာသူ့ရဲ့တကြီးရွယ်ဦးအကျဉ်းသားတယောက်ကိုအပေခံဘဝရောက်အောင်တွန့်ပို့ခဲ့ပါတယ်ဒီလိုနဲ့သူဟာသူ့ရဲ့ plastic အစနဲ့ထုတ်ထားတဲ့အထုတ်ကြီးကို ထုတ်လိုက်ဖြီလိုက်ပြန်ထုတ်လိုက်နဲ့လုံနေခဲ့ရပါတယ်။သူဟာ သူ့ရဲ့ကုန်းကောက်စရာမရှိအောင်မွဲပြာကျနေတဲ့အခြေအနေကိုသူ့ဖာသာပြန်သုံးသပ်ကြည့်ရင်ပြုံးမိပါတယ်။သူ့ရဲ့စိတ်အားထက်သန်မှုကိုတော့ဘယ်သူကမှမချိုးနိုင်နိုင်ပါဘူး။ရွေးချယ်စရာလဲညံ့များစားစားမရှိပါဘူး။အဝင်းတင်ဟာထောင်ကလွတ်တာနဲ့တပြိုင်နက် စပရင်တစ်ခုလိုခုံထွက်ပြီးအတိုက်အခံဖက်ကိုလုံလုံလျားလျားတက်လန်းသွားခဲ့ပါတယ်။သူလွတ်လာပြီးနောက်တနေ့မှပဲနိုင်ငံခြားသတင်းဌာနတွေပြည်ပရောက်နေသူတွေဖွဲ့စည်းထားတဲ့သတင်းဌာနတွေကို လက်ခံတွေ့ဆုံပြီးအင်တာဗျူးအလုပ်ခံခဲ့ပါတယ်။မနေ့6နာရီကနေညနေ4နာရီအထိပါ။တခါည9နာရီမှပြန်ဆပြီးည10နာရီအထိရောက်ခဲ့ပါတယ်။ နောက်တနေ့မှာတကောင်းရန်ချိန်ထိရောက်သွားခဲ့ပါတယ်။အဲ့ဒီသတင်းဌာနတွေကို သူက ဖိတ်ခေါ်ခဲ့တာမဟုတ်ပါဘူး။သူ့မှာလိပ်စာလည်းမရှိပါဘူး။သူတို့ကတနည်းနည်းနဲ့သိပြီးရောက်လာခဲ့ကြတာပါ။ကျုပ်ဘာဖြစ်လို့လူတွေအများကြီးနဲ့စကားပြောနေတာလဲ။ဦးဝင်းတင်ကဧရာဝတီကို ပြော့ပြခဲ့ပါတယ်။ဧရာဝတီဟာလွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုနောက်ခံတဲ့ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကထွက်လာတဲ့88ကျောင်းသားဟောင်းတွေထုတ်ဝေနေတဲ့မဂဇင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျုပ်ကလှုပ်ရှားနေတဲ့အင်အားတွေကိုလိုချင်လို့ပဲ။ကျုပ်ပြောခဲ့တာတွေမှာဘယ်ဟာတွေကတော့ဖြင့်အမှန်၊ဘယ်ဟာတွေကတော့ဖြင့်အမှားလို့ဆန်းစစ်နေတဲ့စကားတွေကိုနားထောင်နေဖို့အချိန်မရှိဘူး။ကျုပ်အလုတ်ကဆက်ပြောနေဖို့ပဲ။သူဟာပြန်လဲအဖမ်းခံရတာမျိုးမရှိပဲ 9ရက်လောက်လွတ်လွတ်လပ်လပ်စကားပြောခဲ့ရပါတယ်။ဘလောက်တောင်ပြောခဲ့ရသလဲဆိုရင် အာနာပိုင်တွေဟာသူပြောတဲ့စကားတခွန်းဝါကျတစ်ချောင်းနဲ့နောက်စကားတခွန်းနောက်ဝါကျတစ်ချောင်းအကြားမှာ အချိန်ဘလောက်ချားသလဲဆိုတာကိုပဲမှတ်ထားရမလို့ဖြစ်နေခဲ့ပါတယ်။ထက်ခါထက်ခါသူအလေးနဲ့ထားပြီးပြောခဲ့တာကသွေးစည်းညီညွတ်ရေးနဲ့လှုပ်ရှားနေတဲ့အင်အားတွေဖြစ်ရေးပါ သူပြောခဲ့တဲ့စကားတွေကိုပြန်ပြီးအသင်လွှင့်တဲ့အခါပြည်သူတချို့ကပုံကွယ်နေတဲ့အတိတ်ဘယ်ကိုခံစားမိကြပါတယ်အစိတ်စိတ်အမွာမွာဖြစ်နေမှုတွေငြိမ်သက်နေမှုတွေကိုဖယ်ရှားပြီးအများဆန္ဒနဲ့အညီရေရှည်မှာခရက်ထကြံခဲ့မဲ့လှုပ်ရှားမှုကြီးတစ်ခုပေါ်ထုတ်ဖို့ဆိုတဲ့အတိတ်ဘယ်ပါတချို့ကတော့ပြန်ပြောခြင်းပြောမယ်ဒီအဖိုးကြီးအတိတ်ဘယ်မရှိတာ ड़ी ပြောနေတယ်လို့ ဒီလူကြီးဟာခင့်မမီတော့ဘူးလို့သူနားမလဲတာတွေအများကြီးရှိတယ်လို့သူဟာမနေ့ညကမိတ်ဆွေတယောက်ရဲ့သတိပေးစကားကြောင့်မျိုလင့်ထားတဲ့ဝေဖန်မှုကိုသိထားပြီးဖြစ်ပါတယ်။အဲ့ဒီဝေဖန်မှုကြောင့်သူဟာအကြီးအကျယ်စိတ်လှုပ်ရှားခံစားရခြင်းမရှိပါဘူး။သူတို့ပြောတာမှန်ကောင်းမှန်နိုင်ပါတယ်။ကြောက်နားမလဲသေးတာတွေရှိနေတယ်ဆိုတာဖြစ်နိုင်ပါတယ်။ ဒါကိုလည်းကျုပ်ထဲ့သွင်းစဉ်းစားထားပါတယ်။ကျုပ်မှာအားနည်းချက်တွေအများကြီးရှိတယ်ဆိုတာကိုလည်းသိပါတယ်။ဒါပေမဲ့ကျုပ်ဟာလှုပ်ရှားမှုစူးစမ်းနေပါတယ်။လှုပ်ရှားနေတဲ့အင်အားစုကြီးကိုကျုပ်ဘာကြောင့်တိဆောက်ချင်တာလဲ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမရှိရင်ကျုပ်တို့မှာဘာမှရှိလာမှာမဟုတ်လို့ပဲ။နိုင်ငံရေးအကျဉ်းသားတွေလွတ်လာပြီဆိုတာနဲ့သတင်းထောက်တွေအုံခဲရောက်ရှိလာတာဟာ အစဉ်အလာဖြစ်နေပါပြီ။သူတို့ရဲ့နာမည်တွေ အကြောင်းအရာတွေကိုပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခြင်းခံရတာနည်းပါတယ်။ဒါပေမဲ့နိုင်ငံတကာသတင်းဌာနတွေရဲ့ပြည်ပရောက်နေသူတွေကတော့သူတို့ရဲ့ဇက်လန်းတွေကို ဖော်ပြပေးဖို့ရာ စိတ်အားထက်သန်ကြပါတယ်။အဲ့ဒီသတင်းကိစ္စတွေဟာ အကျိုးဆက်တော့ရှိပါတယ်။သဘောတရားအရဆိုရင်တော့သတင်းဌာနတွေက လာရောက်တွေ့ဆုံခြင်းခံရတဲ့ လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာငွေကြေးဖောဖောတည်တည်ရတာကိုစစ်အုပ်စုကမျက်စိတစ်ဖက်မှိတ်ပြီးမသိချင်အောင်စောင်းနေပါတယ်။အကျဉ်းသားအများကြီးကိုလွတ်ငင်းချမ်းသာခွင့်ပေးတဲ့အချိန်နဲ့နိုင်ငံသားကဂုံတရေရှိ လူကြီးတွေလာလေတဲ့အချိန်ဟာတိုက်ပဲတိုက်ဆိုင်လုံးပါတယ်။အထူးသဖြင့်ကုလသမဂ္ဂတန်တမန်တွေပေါ့လူငင်းချမ်းသာခွင့်အကြောင်းသူတို့မှတ်တမ်းတွေထဲ တရားဝင်ပါသွားပြီဆိုရင် တိုးတက်လာတယ်ဆိုတဲ့မှတ်ချက်အချခံရတာကိုစိတ်အုပ်စုကညှို့လင့်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီညှို့လင့်ချက်ဟာကံမကောင်းရင်တော့ပြောင်းပြန်အကျိုးတက်ရောက်သွားတတ်ပါတယ်။တိုင်းပြည်ရဲ့အထက်ပိုင်းမှာရှိတဲ့ထောင်တွေကနေလွတ်တာကြတော့လှဲ့ကွက်အများဆုံးပါ။တန်တမန်တွေကအဲ့ဒီလောက်ဝေးတဲ့နေရာတွေကိုမသွားကြဘူးလေ။ စိတ်အုပ်စုဟာလဲလဲဝဲဝဲလဲမရှိလေတော့ကဘာကြီးအကြောင်းကို မသိကြပါဘူးထိတ်တန်းဘူချုပ်ကြီးတွေရဲ့လှုပ်ရှားမှုတွေအတွင်းက သူတို့ရှောက်နေရတဲ့လမ်းကြောင်းကိုတွေးခေါ်နိုင်စွမ်းလဲမရှိလေတော့စွန်စားမှုကြီးတဲ့နိုင်ငံရေးအကြောင်းကို နားမလည်ကြပါဘူးသူတို့သိတာက စီးပွားရေးစရင်အင်းတွေနဲ့အဲ့ဒီစီးပွားရေးစရင်အင်းတွေကိုသတင်းပေါက်မတော့မသွားအောင်ကာကွယ်ထားတဲ့စီးမြင်းတွေ ဥပဒေတွေအကြောင်းပဲဖြစ်ပါတယ်တူတူပြောရရင်ပူကြီးတဲ့စာဖားကြီးတွေပဲဘွေထူးဆလွယ်လွယ်ခွင့်ရှိတယ်ဆိုတဲ့အစွဲလန်းနဲ့ပေါ့ဘာပဲဖြစ်ဖြစ်ရန်ကုန်ကတော့မတူချားနာတဲ့ဇက်ခုံဖြစ်ပါတယ်အဲ့ဒီမှာဥဝင်းတင်ဟာဇက်လိုက်တယောက်ဖြစ်ပါတယ်သူဟာသူ့တိုင်းပြည်သူပြည်သားတွေရဲ့ စံနမူနာဖြစ်တယ်လို့နိုင်ငံတကာမှာလည်းစံနမူနာ ဖြစ်နေတယ်ဆိုတာဝါကြွားထောင်လွှားလူစိတ်မပါပဲသူ့ဖာသာသိနေပါတယ်ယူနက်စကိုအဖွဲ့နဲ့ပေပေအင်တာနီရှင်းနယ်အဖွဲ့တို့ကလွတ်လပ်မှုကို ကာကွယ်ပြီးအမှန်တရားကို သရုပ်ဖော်တဲ့သူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုအတိမတ်ပြုခဲ့ပါတယ်ထောင်ထဲမှာတောင် တဆိုင်မတ်မတ်နိုင်ငံရေးလုပ်ခဲ့တာကိုလည်းအတိအမှတ်ပြုခဲ့ပါတယ်။ကမ္ဘာလူအခွင့်အရေးသမားတွေရဲ့စည်ရင်းထဲမှာ ပါမပါအတိအချာမသိရပေမဲ့ကမ္ဘာပေါ်မှာထောင်သက်အရှိကြဆုံးနိုင်ငံရေးအကျဉ်းသားစည်ရင်းထဲမှာတော့ပါခဲ့ပါတယ်။ကိုတိုင်းပြည်အတွင်းမှာညီငွေစရာကောင်းတဲ့ဘဝမျိုးကိုဖြတ်သန်းပြီးမှသာအဲ့ဒီလိုဂုံပုတ်ကိုပိုင်ဆိုင်ရတာပါအနည်းဆက်ဆုံးဖြစ်ရက်တွေထဲက နမူနာတစ်ခုကိုဆွဲထုတ်ပြရမယ်ဆိုရင်ဒေါက်တာဇော်မြင့်မောင်ခေါ်ဒေါက်တာဇက်ကိုပြရမှာဖြစ်ပါတယ်။သူဟာ NLD ပါတီရဲ့ရွေးကောက်ခံခဲ့ရတဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ထောင်ကျခံခဲ့ရပြီးအင်းစိန်ထောင်အတွင်းပူရဲလှုပ်ရှားရေးကော်မတီမှာပါဝင်ခဲ့မှုကြောင့်တရုတ်ပြည်နယ်ဆက်စစ်ဖြစ်နေတဲ့ကချင်ပြည်နယ်ကမြစ်ကြီးနားထောင်ကိုပြောင်းပြစ်တဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပါတယ်။ မြစ်ကြီးနားထောင်အတွင်းမှာသူဟာမနေ့တိုင်းဆိုသလိုကချင်လူမျိုးခရီးယန်ဘာသာဝင် ထောင်ကျဖော်တွေရဲ့တိမ်မွေ့တဲ့ဓမ္မတေးသချင်းရွတ်ဆိုမှုဗုဒ္ဓဘာသာဝင် ထောင်ကျဖော်တွေရဲ့ပါဠိဘာသာနဲ့ဂါထာရွတ်ဆိုမှုတွေကိုနားထောင်ရှင်သန်ရင်18နှစ်ကြာထောင်သားဘဝကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ဥက္ကမောင်စွေဖြစ်ပါတယ်။ သူကလည်းအင်းစိန်ထောင်ထဲကနေကုလသမဂစီပို့လိုက်တဲ့စာမှသူ့နာမည်နဲ့တကွလက်မှတ်ရေးထိုးပေးခဲ့သူပါ သူလည်းအပူလွန်ကဲပြီးပက်ကြားအပ်နေတဲ့လွင်တီးခေါင်ဒေသကငင်းချံထောင်ကိုအပုခံခဲ့ရပါတယ်အဲ့ဒီထောင်ကဘွားဒင်တွေကတော့လူသားချင်းစာနာစိတ်ရှိကြတယ်လို့ဆိုပါတယ်မြင်းချံထောင်မှာနှိအချို့ကြာပြီးနောက် ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ ရှမ်းတောင်ကုန်းတွေပေါ်ကလာရှိုးအကျဉ်းထောင်ကိုပြောင်းပေးခြင်းခံခဲ့ရပြန်ပါတယ်စက်တင်ဘာလ23ရက်နေ့မှာလာရှိုးထောင်ကနေထောင်ချီတဲ့အကျဉ်းသားတွေလွှတ်ပေးလိုက်တော့လွတ်သွားတဲ့နိုင်ငံရေးအကျဉ်းသား9ယောက်ထဲမှာသူလဲအပါဝင်ဖြစ်ပါတယ်သူဟာသူ့ရဲ့နားတွေမှာအကြအာယုံရှိနေသည်မကာလာပတ်လုံးလူလူအောင်ကြွမှုရဲ့စွမ်းပကားအပေါ်ယုံကြည်တဲ့စကားမျိုးကိုပဲ နားထောင်ပါလို့ပြောခဲ့သူဖြစ်ပါတယ်။ထောင်ထဲမှာစက်ပြာတောက်နဲ့အကျိန်များစွာ ရိုက်နှက်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဘူမိဗေဒပညာရှင်တစ်ဖြစ်လဲ NLD ပူးတွဲထူထောင်သူဟာ လူလင်ငယ်သွေးအနီရောင်ပြေးနေတဲ့သူ့ပားပြင်တွေနဲ့သမဏိလိုတောင့်တင်းတဲ့ကိုနေဟန်သားကိုဆက်လက်ထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။အဲ့ဒီအင်္ဂါနေ့အထီးဆိုရင် သူ့ရဲ့ထောင်သက်ဟာ18နှစ်နီးပါးကြာမြင့်ခဲ့တာ ဖြစ်ပါလေ။အဲ့ဒီအင်္ဂါနေ့မှာပဲလွတ်လာခဲ့တဲ့ဦးဝင်းထိန်ကရောဘလူလဲ။ဒေါအောင်ဆန်းစုကြည်ရဲ့ကိုရီးလက်ထောက်အဖြစ်တာဝန်ယူခဲ့ဘူးပါလေ။ဘူကြီးဟောင်းတဦးအဖြစ်ကနေလုပ်ငန်းရှင်တယောက်ဖြစ်လာခဲ့သူပါ။အကျဉ်းထောင်အတွင်းမှာအပိယိကယောဂါလောက်ပဲဖြစ်တဲ့ ဖြစ်ဖူးတဲ့အာကောင်မောင်းတန်လူစရင်ထဲမှာ ပါခဲ့သူ ဖြစ်ပါတယ်။သူဟာ၁၂နှစ်ကနေ၁၄နှစ်ထောင်ဒဏ်နဲ့ကတာထောင်ကိုရောက်သွားခဲ့တာပါ။၆နှစ်တက်တာသွားခဲ့ပါတယ်။အလို့သူဟာကနဝင်မြောက်အထက်မြမပြည်လှဲ့ခွက်ကိုခံစားခဲ့ရသူပါလား။အင်္ဂါနေ့မှာလွတ်လာပြီးဗုဒ္ဓဟူးနေ့မှာပြန်ဖန်ခံခဲ့ရပါတယ်။ ကသာထောင်ကိုပြန်ပို့လိုက်ကြပါလေအရင်တုန်းကဖြစ်ခဲ့တာကမှပိုးပြီးရည်စရာကောင်းပါလေ1996ခုနှစ် တုန်းကပေါ့လွတ်ပေးတော့မယ်ဆိုလို့သူဟာအိတ်တိတ်ထဲမှာစက်ပြားသဘွတ်တန်နဲ့တခြားအသုံးဆောင်ပစ္စည်းတွေအသင့်ထည့်ထားပြီးဘယ်အချိန်ချုပ်ခန်းတကားလာဖွင့်မှလဲဆိုပြီးညတွေကိုဖြတ်တန်းလာခဲ့ရတာမိလရောက်တဲ့အထိပါပဲအကောင်းဆုံးကတော့ ထောင်ထဲမှာရှိနေတဲ့လူမျိုးစုစစ်တပ်ကခေါင်းဆောင်တွေအရာရှိအရာခံအကြက်တက်သားတွေကိုစကားသွားမပြောမိဖို့ပါပဲ။သွားပြောမိတဲ့ထောင်သားတွေဟာကျိုးတိုက်ထဲရောက်သွားလိမ့်ရှိပါတယ်။အဓိကအချက်ကတော့ထောင်ကြဖူးသူအလုံးဟာဒုက္ခရောက်ကြရတာကြည်ပါပဲ။ဥဝင်းတင်နဲ့ပတ်သက်လို့ဒေါ်ဆန်းစုကြည်ပြောမှုတဲ့စကားတစ်ခွန်းရှိပါတယ်။ ကိုအကြောင်းကိုနည်းနည်းလေးတောင်မပြောတတ်တဲ့သူတဲ့မှန်ပါလေဥဝင်းတင်ဟာသူကိုယ်တိုင်အတွက်စံကြီးတမြင်လောက်တောင်ထဲ့သွင်းစဉ်းစားတာမျိုးမရှိခဲ့ပါဘူးအခုအချိန်အထိသူ့ကိုကြည်လိုက်ရင် သူ့ပိုင်ဆိုင်နာဆိုလို့ခံညာဝင့်ထဲတဲ့ဟန်အမူအရာတစ်ခုပဲရှိပါတယ်ဖြူဖွေးနေတဲ့ထိုးထိုးထောင်ထောင်သပင်ရှိပြီးပါဖောင်းဖောင်းနဲ့မျက်နာပေါ်ကအပြုံးတစ်ခု ဇီးခွက်မျက်မှန်ကြီးအောက်ကအယောင်တောက်နေတဲ့မျက်လုံးတွေဟာဖော်ရွေတတ်တဲ့ဉာဏ်ပညာရှင်တဦးအဖြစ် ကဘာတစ်ခုလုံးသိအောင်ဖော်ပြနေပါတယ်။သူ့ရဲ့ရုပ်သွင်းဟာ တွယ်တွယ်နွဲ့နွဲ့ဒေါအောင်ဆန်းစုကြည်နဲ့အတူတကွပြက်ပြက်သားသားပေါ်လွင်နေပြီးဘယ်သူဘယ်ဝါကဘလူပါလို့ပြเสียမှရှိတဲ့စစ်အုပ်စုရဲ့မှုံဝါးဝါးအရေးအပေါ်လွှမ်းမိုးနေပါတယ်။ ရဲ့တပ်တပနှစ်ပတ်အတွင်းမှာပဲပါတီကိုပြန်လာပါဆိုတဲ့တရားဝင်ဖိတ်ခေါ်စာကိုရခဲ့ပါတယ်။ဘ ഹു အလုံအမှုဆောင်ကော်မတီအဖွဲ့ဝင်တွေကဦးဝင်းတင်ကိုမူလအလုံနေရာမှာပြန်လုပ်ဖို့ခွင့်ပြုခဲ့ကြပါတယ်။သူကဆိုင်းငံ့ထားပါတယ်။ပထမဆုံးပြောတာကစောင့်ကြည့်တာနဲ့နားထောင်တာလောက်ရအောင်မယ်ဆိုတာပါပဲ။ဒါပေမဲ့တကယ်တမ်းကျတော့သူဆိုင်းမနေခဲ့ပါဘူး။ လှုပ်ရှားတွေကအများကြီးမှုပါ ပါတီရဲ့20ကြိမ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပတဲ့စနေနေ့မှာသူဟာ NLD ရုံးကိုပြန်လာခဲ့ပါတယ်ဒီလိုနေ့မျိုးကြမှာ NLD ဟာလူစုနိုင်တော့တာဖြစ်ပါတယ်ကြိုတင်ခံမှန်းထားတဲ့အတိုင်းအနောက်တိုင်းတန်တမန်အားလုံးအခမ်းအနားကိုလာကြပါတယ်တရုတ်အိန္ဒိယအာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပါအဝင် အာရှအိမ်နီးချင်းနိုင်ငံတွေကတော့မလာကြပါဘူးရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းလာရှိုးအချင်းထောင်ကနေလွတ်လာဂါဇာဖြစ်တဲ့ဘူမိဗီဒပညာရှင်ဟောင်းဥက္ကမောင်စီဟာ လူအုပ်ကြီးအလယ်မှာမာမာကြီးရက်နေပါတယ် NLD ရဲ့ယူနီဖောင်းလိုတောက်လျှောက်ဝစ်လာခဲ့ကြတဲ့ကော်လာကတုံးရှက်အင်းကြီးအဖြူရောင်နဲ့ကချင်လုံးကြီးဝစ်လို့ပေါ့ ူဟာအစိုးပိုင်းကလေးကပါတီထူထောင်သူတဦးလေးဖြစ်ပါတယ်1989ခုနှစ်မှာဥဝင်းတင်တဲ့တခြားလူတွေအဖမ်းခံရပြီးနောက်ပိုင်းသူဟာစက်တလန်းတိုးပြီးပါတီရဲ့တာဝန်ခံတွေအကြားမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်ယုံအပြင်မှာတော့ထောက်ခံသူအချို့ဟာငှက်လောင်အိမ်ကနေငှက်တွေကိုလွှတ်ပေးနေရင်ဒေါန်ဆန်းစုကြည်ကို လွတ်ပေးရေးကြွေးကြော်သံတွေတိုင်းနေခဲ့ပါတယ်။ရဲတပ်ဖွဲ့ကသူတို့အထက်က၃ယောက်ကိုကားနဲ့တင်းပြီးအဝေးကိုခေါ်ဆောင်သွားပါတယ်။တခြား၁၀ယောက်ကိုတော့ခြိတက်ဖို့ပြင်နေတဲ့လမ်းကြောင်းမှာတားထားလိုက်ပြီးထိမ့်သိမ်းရေးစခန်းတစ်ခုစီခေါ်သွားပါတယ်။အခမ်းအနားမပြီးမချင်းထိမ့်သိမ်းထားပြီးအခမ်းအနားပြီးမှပြန်လွတ်ပါတယ်။ပြန်လွတ်အချိန်က나이တချို့တော့ကွာဟပါတယ်။ အတွင်းမှာကဘ ਹੁ အလုအမှုဆောင်ကော်မတီအဖွဲ့ဝင်တွေဟာ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရှုံချတဲ့ညညာချက်တစောင်းကိုထက်လောင်းထုတ်ပြန်ညညာခဲ့ပါတယ်။အဲ့ဒီအခြေခံဥပဒေမှာဒီမိုကရေစီမကြဆုံးစာပိုက်တွေ ပါဝင်နေလို့ပါပဲ။လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့၄ပုံတစ်ပုံကိုစစ်တပ်ကယူထားပါတယ်။ တနိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေဆိုတာရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုရည်ရည်ရရာဖွင့်ဆိုထားခြင်းမရှိဘဲတနိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေနဲ့ကြုံကြိုက်လာရင် အာဏာသိမ်းနိုင်တဲ့ဆိုတဲ့အခွင့်အာဏာကိုကာကွယ်ရေးဦးစီးချုပ်စီပေးထားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ချင်တဲ့ဆိုရင်ဘလို့ပြင်ဆင်ချက်မျိုးမဆို၄ပုံ၃ပုံထက်ကျော်တဲ့အများစုကတဘောတူဖို့လိုပါတယ်။ ဒီလိုဆိုတော့စစ်တပ်ကိုယ်စားလှယ်တွေက အထက်အမိန်ရကန့်ကွက်မဲ့ပေးလိုက်တဲ့ဆိုရင် ပြင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးအဲ့ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာနာဂစ်စိုက်ကလုံးမုံတိုင်းတန်ခံရပြီးနောက်တိတ်မကြခင်မှာပဲအတင်းအကျပ်ပြည်လုံးကျွတ်စန္ဒခံယူပွဲပြုလုပ်ပြီးအတီးပြုတ်ခဲ့တဲ့ဥပဒေဖြစ်ပါတယ်အဲ့ဒီဥပဒေအသက်ဝင်သွားတာနဲ့တပြိုင်နက် 2010ခုနှစ်မှာအထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့သတ်မှတ်လိုက်ပါတော့တယ်။ဒါဟာ1990ခုနှစ်ကရွေးကောက်ပွဲရက်လက်ကိုထာဝရတရားမဝင်တော့ကြောင်းကြီးညာလိုက်တာနဲ့အတူတူပါပဲ။ပြည်သူလူထုအများစုကတော့ရွေးကောက်ပွဲလို့လဲသူတို့ရဲ့နေထိုင်မှုဘဝဟာဘာမှပြောင်းလဲလာမှာမဟုတ်ဘူးလို့ယူဆထားကြပါတယ်။ NLD ရဲ့ဝေဖန်မှုတွေကလည်း ားမရှိတဲ့ပုံပေါ်နေပါတယ်။အတော်များများကစေအုပ်စုရဲ့တကားပိတ်ဆွေးနွေးပွဲတွေကနေထွက်လာတဲ့သတင်းအချက်အလက်အနှဲငယ်ကိုပဲအာယုံဆိုင်နေကြပါတယ်။ NLD ပါတီရဲ့ဆက်လက်ပေါ်ပေါက်လာမဲ့စွမ်းအားဒါမှမဟုတ်ဒီမိုကရေစီရဖို့အလားအလာတွေကတော့သဘောတရားလောက်ပဲ ဖြစ်တည်နေပါတယ်။အသက်ကလေးနည်းနည်းရထားသူတွေကတော့ဒီလိုလှည့်ကွက်မျိုးကို ကြုံထားပြီးသားဖြစ်ပါတယ်1984ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတုံးကလည်းဒီလိုပဲပြည်သူလူထုကိုလေးစားတန်ဖိုးထားသလိုလှုပ်ထားပြီးတကယ်ကတော့၁၂နှစ်လုံးလုံးတပ်ဦးစံပိုင်းစနစ်နဲ့အလွတ်တန်းအုပ်ချုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးနေဝင်းကိုအပေါ်ယံရွှေမုံကျဲပေးဖို့ကြိုးစားခဲ့တဲ့ဥပဒေဖြစ်ပါတယ်ဒီလိုနဲ့သူဟာသူ့ခေါင်းစည်းကိုပြောင်းနိုင်ခဲ့ပါတယ် ဝဟာရအရာပိုပြီးဆွဲဆောင်မှုရှိတဲ့သမဒအဖြစ်ပြောင်းနိုင်ခဲ့သွားတာဖြစ်ပါတယ်။နာမည်အစ်စ်ကြီးညာလိုက်တဲ့ပြည်တော်စုဆိုရှယ်လစ်သမဒမြန်မာနိုင်ငံတော်ရဲ့သမဒကြီးပေါ့။ဟုတ်ကဲ့ပါရှင်။ဒီနေရာမှာပဲအပိုင်းလေးကိုခိတခဏရက်နာပြီးလာမဲ့အပိုင်းဆက်တွေကိုဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ